သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ20ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးချင်တာကတော့ပညာရေးတိုးတက်ဖို့ရှေးဘရင်ခစ်ကပညာရေးစနစ်ကိုလေ့လာရမယ်လို့မင်းအောင်လှိုင်ညွန်ကြား2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာ Federal စနစ်ပါပါဝင်တယ်လို့ပြောပြန်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ပြည်ထောင်စုမပြိုကွဲရေးအတွက်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုစစ်တပ်ကရေးဆွဲပေးခဲ့တာဖြစ်ပြီး2008အခြေခံဥပဒေထဲမှာလည်းပြည်နယ်နဲ့တိုင်းအသီးသီးကိုဖက်ဒရယ်အခွင့်အရေးတွေပေးထားတာဖြစ်တယ်လို့ယမန်နေ့ကကျင်းပတဲ့အစိုးရအဖွဲ့အစည်းအဝေးမှာအာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။ 1989ခုနှစ်မှာစတင်ကအာနာရှင်အစိုးရအဆက်ဆက်ငြိမ်းချမ်းရေးရရှိဖို့ NCA ထိုးဖို့ဆောင်ရွက်ခဲ့တာရှိတယ်လို့ NLD အစိုးရလက်ထက်မှာတော့27ရာစုပင်လုံအမည်အဖြစ်ပြောင်းတာဟာအခက်အခဲရှိမယ်လို့သတိပေးခဲ့ပေမယ့်အမည်ပြောင်းပေးခဲ့တယ်လို့တိုင်းရင်းသားဒေသတွေကိုတိုက်ခိုက်နေတဲ့စစ်ကောင်းဆောင်ကပြောပါတယ်အာနာသိန်းစစ်တပ်အနေနဲ့1988ခုနှစ်ကတည်းကပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်ဖြတ်တန်းခဲ့ပေမယ့် ဒီမိုကရေစီကနုနုမုံတိုင်းကထန်ထန်ဆိုတဲ့အခြေအနေကိုသာဖျက်ဆီးနေရတယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေအရရွေးကောက်ပွဲကျင်းပဖို့ကာလွန်အစည်းအဝေးခေါ်ယူပြီးဆောင်ရွက်နိုင်တယ်လို့လွတ်တော်အထမြောက်ရုံဆောင်ရွက်နိုင်ပါကရွေးကောက်ပွဲအထမြောက်တယ်လို့လည်းနိုင်ငံတော်အကြအလတ်မရှိရွေးကောက်ပွဲလုပ်မယ်လို့ကြွေးကြော်ထားတဲ့အာနာသိန်းခေါင်းဆောင်ကပြောပါတယ်။ 2010ပြည့်နှစ်2015ပြည့်နှစ်နဲ့2020ပြည့်နှစ်မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများမှာလည်းယာနှုံးပြေဆောင်ရွက်နိုင်ခြင်းမရှိတဲ့ကဲ့သို့ဖတ်ဆပ်ပလခင်မှာလည်းအခက်အခဲများကြားမှာဆောင်ရွက်ခဲ့ရခြင်းဖြစ်တယ်လို့အစည်းအဝေးမှာစစ်ကောင်းဆောင်ကပြောခဲ့ပါသေးတယ်။ပညာရေးနဲ့ပတ်သက်ပြီးအာနာသိမ့်ပြီးချိန်နောက်ပိုင်းကိုဗစ်ပြီးချိန်မှာကျောင်းနေရာဂိုင်နှုတ်ကျဆင်းလာတာကိုလည်းအာနာသိမ့်ကောင်းဆောင်ကဝန်ခံခဲ့ပါတယ်။ ဒါအပြင်လွတ်လပ်ရေးမရခင်ကတည်းကပင်ပညာရေးကအားနည်းနေတာဖြစ်ပြီးနိုင်ငံအနာဂတ်အတွက်ပညာတတ်များရှိမှသာစိတ်ချရမယ်လို့ခံယူထားတာကြောင့်ပညာရေးအားနည်းချက်ကိုပြုပြင်ပြောင်းလဲဖို့မြင့်တင်နိုင်ဖို့ရှေးဘရင်ခင်များကကျင့်သုံးခဲ့တဲ့ပညာရေးစနစ်တွေကိုလေ့လာရမယ်လို့စစ်ခေါင်းဆောင်ကညွှန်ကြားခဲ့ပါတယ်။ဒေတာအလိုက်ကြောင်းတွေအလုံးပြန်ဖွင့်နိုင်ဖို့စစ်ကောင်စီကဝင်ကြီးတွေကိုပညာရေးနဲ့ပတ်သက်ပြီးအကြမ်းဖက်သမားများနှောက်ယှက်မှုမဖြစ်စေဖို့နီလန်မျိုးစုံတုံးပြီးဆောင်ရွက်သွားရမယ်လို့လည်းစစ်ခေါင်းဆောင်ကညွှန်ကြားခဲ့ပါတယ်။ လက်ရှိမှာတော့စစ်ကောင်စီတပ်အနေနဲ့နိုင်ငံတဝက်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေခဲ့တဲ့အပြင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တာစစ်ကြောင်းထိုးတာတွေပြုတ်လုံနေတာကြောင့်ကျောင်းနေအရွယ်ကလေးငယ်တွေတေဆုံထိကြိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့စစ်ဘေးရှောင်စခန်းတွေမှာစာတင်ကြားနေရင်စစ်ကောင်စီတပ်ရဲ့လေကြောင်းဘုံတံလက်နက်ကြီးတံတွေကြောင့်တေဆုံဒဏ်ရာရတာတွေရှိနေစေဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ KNA ပြစ်ချမှုကြောင့်စစ်ရဟတ်ရင်နှစီပြက်မှုမှာစစ်ကောင်စီဗျူဟာမုန်းတဲ့အဖွဲ့တိတ်ဆုံးရွှေကူအနီးတောထဲမှာပြက်ကျခဲ့တဲ့ရဟတ်ရင်ပြက်ကို KNA တပ်ဖွဲ့များကရှာတွေ့ပြီးဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာတဲ့ရဟတ်ရင်၃စီးကို KNA ပူးပေါင်းတပ်ဖွဲ့ကယနေ့ပြစ်ခတ်ခဲ့ရမှာနှစီထိမှန်ပြက်ကျသွားခဲ့ပြီးပြက်ကျသွားတဲ့ရဟတ်ရင်တစ်စီးမှာလိုက်ပါလာတဲ့စစ်ကောင်စီဗျူဟာမုန်းတဲ့အဖွဲ့တိတ်ဆုံးသွားကြောင်း KNA ရှေ့တန်းသတင်းအရင်းမြစ်ကပြောဆိုပါတယ် ယနေ့မွန်လယ်တနအီကျော်အချိန်မှာဗမော်စက္ကခ21ကိုစစ်ကူလာပို့တဲ့စစ်ရဟတ်ရင်3စီးကို KIA ပူးပေါင်းတပ်ဖွဲ့များကပစ်ချခဲ့ခြင်းဖြစ်ပြီးပိုင်ပိုင်နိုင်နိုင်ပစ်ခတ်လိုက်နိုင်ခဲ့တဲ့စစ်ရဟတ်ရင်2စီးကတော့ရွှေကူမြို့အေယာဝတီမြစ်အနောက်ဘက်အချက် KIA တရင်ငါနေမြေထဲမှာရှိတဲ့တောတွေကိုပြက်ချသွားကြောင်းယင်းရဟတ်ရင်ပြက်နေရာကို KIA တပ်ဖွဲ့များရောက်ရှိသွားပြီးဖြစ်ကြောင်းယင်းရဟတ်ရင်မှာပါလာတဲ့အကြံဖတ်စစ်တပ်မှဗျူဟာမှုနဲ့အဖွဲ့အပါအဝင်အလုံးသိမ်းဆုံးသွားကြောင်းသိရှိရပါတယ်။ ဗျူဟာမှုလာလဲတာအဲ့ဒီရဟယင်ကပစ်လိုက်တာထိမှန်ပြီးတော့ရွှေကူကနေအီယာဝရီမြက်အနောက်ဘက် KNA တရင်ကတောထဲမှာပြက်ကြတယ်အဲ့ဒီနေရာကိုငါတို့ KNA ကလူတွေရောက်နေပြီနောက်တစ်စည်းကတော့ရွှေကူမှာအေးပေါ်ဆင်းလာမှာဘေးဆောင်ကြီးလဲဆင်းသွားတယ်ပန်ကကျိုးသွားတယ်ပြန်တက်လို့မရတော့ဘူး ငါတို့ပြစ်တာယဟယင်နှစ်စီးစလုံးပြတ်သွားတယ်တော်ထဲမှာပြတ်သွားတဲ့ယဟယင်မှာဗျူဟာမှုပါတယ်အလုံးသိတယ်ငါတို့အဖွဲရီရောက်နေပြီရွှေကူမှာအေးပေါ်ဆင်းတဲ့ကောင်ကပန်ငါကျိုးသွားပြီးဘေးဆောင်လဲနေတယ်လို့ KIA ရှေ့တန်းသတင်းအရေးမြစ်ကဆိုပါတယ်ယခင်ကလည်း KIA ကစစ်ကောင်စီတက်ရဲ့ယဟယင်နဲ့တိုက်လေရင်များကိုပြတ်သေးအထိပြစ်ချနိုင်ခဲ့ပါတယ်2021ခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မိုးမောက်မြို့နယ်မြို့တင်နယ်ကုန်းလာအကြားမှာစစ်ကောင်စီရဲ့ MI35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA ကပစ်ချခဲ့ကြောင်းအဲ့ဒီလိုပစ်ချခဲ့မှုကြောင့်ရဟတ်ယာဉ်ပြတ်ကျခဲ့ပြီးရဟတ်ယာဉ်မှုဗိုလ်မှုကျော်စရာထွန်းဗိုလ်ကြီးတန်ထွန်းလင်းအုတ်ခွဲတက်ချက်ကြီးကျော်စွာအောင်တို့သိဆုံးခဲ့ကြပါတယ်2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့နနက်7:59မိနစ်အချိန်ဝိုင်းမော်မြို့နယ်နာဖော့စစ်တပ်စခန်းကိုရိတ်ခါလာပို့တဲ့ စစ်တပ်ထောက်ပို့ MI-17 ရဟတ်ယာဉ်တစ်စီးကိုလည်း KIA ကပစ်ချခဲ့ပြီးစစ်ရဟတ်ယာဉ်ပေါ်လိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးစလုံးတိတ်ဆုံးသွားပြီးရဟတ်ယာဉ်လည်းပျက်စီးသွားခဲ့ပါတယ်။2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာလဲရှမ်းမြောက်ဒေသကွက်ခိုင်မြို့နယ်နတ်ဘက်ကရွာတိုက်ပွဲဒေသစီကိုဘုံလာကျဲခဲ့တဲ့စစ်ကောင်စီရဲ့တရုတ်လုပ် FTC 2000G တိုက်လေရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပစ်ချခဲ့ပြီးတိုက်လေရင်ပြတ်ကျသွားခဲ့ပူပါတယ်။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ကြောက်ဖြူမင်းတက်တောင်နဲ့ဆက်မှုလက်မှုတင်းတန်းကြောင်းကိုအေးအေးသိမ့်ပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်ဖြူမြို့တိုက်ပွဲမှာမင်းတက်တောင်စခန်းနဲ့ဆက်မှုလက်မှုတင်းတန်းကြောင်းစခန်းနှစ်ခုကိုလက်နက်ခဲယမ်းတွေနဲ့အတူအေးအေးဘက်ကသိမ့်ပိုက်လိုက်နိုင်တယ်လို့သတင်းရရှိပါတယ်။ကြောက်ဖြူမြို့မင်းတက်တောင်ပေါ်မှာခြေကုပ်ယူထားတဲ့စစ်ကောင်စီစခန်းနဲ့အဲ့ဒီအနီးကဆက်မှုလက်မှုတင်းတန်းကြောင်းမှာကင်းပုံးချထားတဲ့စစ်ကောင်စီစခန်းနှစ်ခုကိုမေလ16ရက်နေ့ကသိမ့်ပိုက်လိုက်နိုင်တယ်လို့စီရေးသတင်းအရင်းမြစ်ကအတည်ပြုပါတယ်။ မင်းတက်တောင်နဲ့စက်မှုလက်မှုတနန်းချောင်းကိုမင်းညားကပင်တင်လိုက်ပြီဒီနေ့တနေကုန်တော့အဲ့ဒီဘက်ကိုရေတက်ကလက်နက်ကြီးနဲ့ပစ်ခတ်နေပါတယ်လို့စစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်စစ်ကောင်စီဟာဒညဝရီရေတက်ဌာနချုပ်ကနေမင်းတက်တောင်အပါအဝင်လက်လွတ်ထားရတဲ့စခန်းကုန်းတွေကိုဒရုန်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ဆိုပါတယ်အဲ့ဒီစခန်းတွေကစစ်တုံးပန်းတွေလက်နက်ခဲယမ်းတွေကိုအာရခတပ်တော်ဘက်ကထိမ့်သိမ်းလိုက်ပြီးမင်းတက်တောင်တဝိုက်ကိုနေမြရှင်းလင်းနေတယ်လို့ဆိုပါတယ် နေဗီတင်းမော့ကတော့အနည်းဆုံးအထိတိုးလာပြီးပြစ်နေပါတယ်။တချို့ရွာတွေဘက်ကိုကျပါတယ်။အထီးခိုက်တော့မတိရသေးပါဘူးလို့ဒေသခံသတင်းအရင်းမြစ်ကဆိုပါတယ်။ကြောက်ဖြူစစ်မြေပြမှာခမရ943ခမရ942အမှတ်32ရစ်တရင်ဒညဝရီရစ်တဲ့ဌာနချုပ်တို့ကအထီးကကုတ်ကဲနေပြီးအဲ့ဒီတရင်ဌာနချုပ်တွေကစစ်ကောင်စီစခန်းတွေကိုတင်ပိုက်ခဲ့တာဖြစ်ပါတယ်။ထမံသိရှိရတဲ့တရင်ကတော့ရွှေပြည်သားမှာတက္ကသိုလ်ဝင်တဲ့ចောင်းသားနှုတ်စစ်မှုထမ်းရင်ဖန်းစီရောင်းစားခံခဲ့ရကြောင်းတင်ဆက်ပေးပါမယ်။ တက္ကသိုလ်ဝန်ထမ်းကျောင်းသားနှစ်ဦးစစ်မှုထမ်းရန်ဖမ်းဆီးရောင်းစားခံရမှုရန်ကုန်မြို့ရွှေပြည်သာမြို့နယ်မှာဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ရန်ကုန်မြို့ကွန်ချန်ကုန်းမြို့နယ်တော်ကစော့ကြေးရွာမှာတက္ကသိုလ်ဝန်ထမ်းကျောင်းသားထက်ဝေရန်နဲ့မိုးချစ်နောင်တို့နှစ်ဦးဟာရွှေပြည်သာမြို့နယ်မှာအလုပ်လုပ်နေစဉ်မေလ၈ရက်နေ့နေ့လယ်တနာရီမှာအလုပ်ကအပြန်လူ၆ဦးအဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့ကာယကံရှင်မိသားစုဝင်တဦးကဆိုပါတယ်။အဲ့ဒီနောက်မောင်ထက်ဝေရန်က၎င်းရဲ့ဖခင်ဦးထေအောင်ထံကိုမေလ၁၀ရက်နေ့ည၁၀နာရီခန့်မှာ 39 2939 986 9269ဖုန်းနံပါတ်နဲ့ဆက်သွယ်လာပြီးဖြစ်ကြောင်းကုန်စင်ကိုပြောပြခဲ့ကြောင်းသိရှိရပါတယ်။မောင်ထက်ဝေရန်ရဲ့ဆက်သွယ်ပြောဆိုချက်အရလူမိုက်ဟုယူဆရတဲ့လူ6ဦးမှမင်းတို့ဘဲကလည်းဟုမေးရမှာမောင်ထက်ဝေရန်နဲ့မောင်မိုးချစ်နောင်တို့မှနေရများကိုအပြည့်အစုံပြောပြခဲ့ကြောင်းဒါဆိုမင်းတို့ကိုစစ်ဆေးစရာရှိတယ်ငါတို့နဲ့လိုက်ခဲ့ဟုဆိုကကားပေါ်အတင်းဆွဲတင်ခေါ်သွားခြင်းဖြစ်တယ်လို့ဆိုပါတယ် ဲ့ဒီနောက်မောင်ထက်ဝေရန်နဲ့မောင်မိုးချင်းနောင်တို့နှစ်ဦးကိုရွှေပြည်သားမျိုးနယ်လူစရင်အတွက်စစ်မှုထမ်းရန်ရောင်းစားခံခဲ့ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။သို့သောစစ်ကောင်စီရဲ့မြည်သည့်ဌာနနေရာကိုရောင်းစားခံရသည်ကိုတော့မသိရှိရသေးပါဘူး။ရန်ကုန်မှာရခင်ဖြစ်စဉ်များအရလူငယ်များအားဖမ်းဆီးပြီးစစ်မှုတန်းစရင်ဆင့်ခေါ်တဲ့စစ်ကောင်စီရဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများထံကိုရောင်းစားလေရှိပါတယ်။တားဖြစ်သူထက်ဝေရန်နဲ့ဦးထွန်းနိုင်ရဲ့တားဖြစ်သူမောင်မိုးချင်းနောင်တို့ဟာဥပဒေနဲ့မညီတဲ့လူတစုရဲ့စစ်မှုအားအတ္တမထန်ခိုင်ခြင်း အနိုင်ထက်ပြုတ်၍ရောင်စားခြင်းကြုံတွေ့ခဲ့ရကြောင်းဦးထေးအောင်ကပြောပါတယ်။မောင်ထက်ဝေရံမှာ great တွဲတက်ရန်ကျောင်းအရံရက်ပိုင်းမြတာလူတော်သည့်အတွက်တားဖြစ်သူကိုပြန်လဲပေးဖို့ရန်အနုအညွတ်တောင်းပန်တယ်လို့ဦးထေးအောင်ကဆိုပါတယ်။ရန်ကုန်မြို့အပါအဝင်စစ်ကောင်စီထိန်းချုပ်ရာဒေသများမှာပြူစောတိနဲ့ရဲများပူးပေါင်းပြီးလူငယ်လူလက်ပိုင်းများကိုပြစ်မှတ်ထားကဖမ်းဆီးငွေညှစ်ခြင်းစစ်မှုထမ်းရန်ရောင်းစားနေမှုဖြစ်စဉ်များရှိနေပါတယ်။စစ်ကောင်စီရဲ့ အတ္တမစစ်မှုထံဥပဒေပေါ်လာပြီးနောက်ပိုင်းလူမှုကွန်ရက်မှာလူပြောက်ကြီးညာချက်များမကြခဏတွေ့ရှိနေရပါတယ်။ဒါအပြင်စစ်ကောင်စီနဲ့၎င်းရဲ့လက်အောက်ခံအုပ်ချုပ်ရေးမှုများဟာစစ်မှုထမ်းရန်မိသားစုကိုပါ PRP ချင်းချောက်မှုများကြောင့်လူငယ်အချို့မှာအဆုံးစီရင်တဲ့ဖြစ်စဉ်များလည်းရှိနေပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အိန္ဒိယစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပကဖရဲဘော်၁၀ဦးသေဆုံးမှုအိန္ဒိယအစိုးရနဲ့ NUG တို့တွေ့ဆုံမှဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကရဲဘော်၁၀ဦးခန့်ကို အိန္ဒိယအာတန်ရိုင်ဖယ်တပ်များကပြစ်ခတ်ခဲ့မှုကြောင့်တေဆုံးခဲ့ရတဲ့အပေါ်အိန္ဒိယအစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ NUG အစိုးရကပြောပါတယ်။အိန္ဒိယမြန်မာနိုင်ငံနေစံစကိုင်းတမူးမြို့နယ်မှာအိန္ဒိယအာတန်ရိုင်ဖယ်တပ်များကတမူးခရိုင်ပကဖရဲဘော်၁၀ဦးကိုပြီးခဲ့တဲ့မေလ၁၄ရက်နေ့ကပြစ်ခတ်မှုကြောင့်တေဆုံးခဲ့ပါတယ်။ အဆိုပါပြစ်ခတ်ခဲ့၍တည်ဆုံသွားရတဲ့ရဲဘော်များအတွက်အမှုမှန်ပေါ်ပေါက်ရေးကိုတမုခရိုင်ပကပအဖွဲ့မှမြေပြင်အခြေအနေကိုသိရှိနိုင်ရန် NUG အစိုးရထံကိုစာပို့အကြောင်းကြားခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့အိန္ဒိယအစိုးရကတာဝန်ရှိသူများနဲ့အမှုမှန်ပေါ်ပေါက်ရန်တွေ့ဆုံဆွေးနွေးနေကြောင်း NUG မှပြောရေးဆိုခွင့်ရှိသူကိုနေဖုံးလက်ကပြောပါတယ်။ NUG ကကာကွယ်ရေးဝန်ကြီးဌာနနဲ့နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အိန္ဒိယဘက်ကတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးနေတာရှိပါတယ်။ဘာတွေဆွေးနွေးနေလဲဆိုတာကတော့အသေးစိတ်ပြောလို့မရသေးပါဘူး။သက်ဆိုင်ရာဌာနတွေကလိုအပ်ရင်ထုတ်ပြန်လာပါလိမ့်မယ်လို့၎င်းကဆိုပါတယ်။အိန္ဒိယအာတန်ရိုင်ဖယ်တပ်များကတမူခရိုင်ကပကဖရဲဘော်၁၀ဦးမနီပူရပြည်နယ်ဂျန်တီခရိုင်အပြည်ပြည်ဆိုင်ရာနေနမိတ်နယူးစန်တဲအနီးတဝိုက်မှာပြစ်ခတ်ခံရမှုကြောင့်တည်ဆုံခဲ့ရကြောင်းသိရှိရပါတယ်။အိန္ဒိယအာတန်ရိုင်ဖယ်တပ်များကအိန္ဒိယမြန်မာနယ်စပ်အနီးမှာစစ်ဆင်ရေးဆောင်ရွက်နေစဉ်တမူခရိုင်ကပကဖအဖွဲ့ကိုပြစ်ခတ်မိရာမှာ တိုက်ဆုံတွေ့ရခြင်းဖြစ်ကြောင်းကိုအိန္ဒိယအာတန်ရိုင်ဖယ်တပ်ရဲ့မေလ15ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်တေဆုံသွားခဲ့ရတဲ့ပကဖအဖွဲ့ဝင်10ဦးရဲ့ရုပ်အလောင်းကိုအိန္ဒိယဘက်မှပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းရှိမရှိကိုနှစ်ဖက်အဖွဲ့အစည်းကတရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့တိုင်းနယ်ပြည်နယ်အလိုက်စီးပွားရေးလုပ်ငန်းတွေအောင်မြင်မှုမရှိဘူးလို့စစ်ခေါင်းဆောင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက်ကစီးပွားရေးလုပ်ငန်းတွေကိုစစ်ကောင်စီကချီးငွေတွေထုတ်ချီးခဲ့ပေမဲ့ထိုက်တင်တဲ့လောက်အောင်မြင်မှုမရှိခဲ့ဘူးလို့စစ်ကောင်စီဥက္ကဋ္ဌအကြံဖတ်မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။မေလ19ရက်နေ့နေပြည်တော်မှာပြုတ်လုခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာစစ်ခေါင်းဆောင်ကစီးပွားရေးကဏ္ဍနဲ့ပတ်သက်ပြီးအခုလိုထည့်သွင်းပြောဆိုခဲ့တာကို၎င်းတို့စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာတွေမှာဖော်ပြပါတယ်။အလုတ်လုံနိုင်အောင်ဖန်တီးပေးရတဲ့တိုက်တွန်းပေးရမှာအစိုးရရင်တာဝန်ရှိပြီးမိမိတို့အနေနဲ့ ကြီးငွေများထုတ်ချီးခြင်းလိုအပ်သည့်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိကြောင်းသို့တော်လည်းတိုင်းဒေသကြီးနှင့်ပြည်နယ်များမှာရှိတဲ့လုပ်ငန်းများမှာထိုက်တင်သလောက်အောင်မြင်မှုမရှိခဲ့ကြောင်းဆိုကစစ်ကောင်းဆောင်ကပြောဆိုပါတယ်စစ်ကောင်းဆောင်က၎င်းတို့စစ်ကောင်စီအနေနဲ့မူဝါဒသာချမှတ်ပေးမှဖြစ်ပြီးတိုင်းနယ်ပြည်နယ်တွေကအောင်မြင်အောင်အကောင့်အထည်ဖော်ဆောင်ရွက်မှာဖြစ်တယ်လို့လည်းဆိုပါတယ်ဒါအပြင်စိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်းရည်မှန်းချက်မပြည့်မီပဲစီထွက်တီးနှံတဲ့ပတ်သက်ပြီးအထွတ်နှုတ်အားနဲ့နေစေဖြစ်ကပြည်ပကနေတင်သွင်းနေရစေဖြစ်တယ်လို့၎င်းကဆိုပါတယ် စစ်ကောင်စီကန့်တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့စစ်ခေါင်းဆောင်စိတ်တိုင်းကြဘိုးချုပ်ဟောင်းအများစုကိုတာဝန်ပေးထားတဲ့သူတွေဖြစ်ပြီးတက်ဆိုင်ရာတိုင်းနယ်ပြည်နယ်အလိုက်ဝန်ကြီးတွေမှာလည်းစစ်ကောင်စီနဲ့နှီးဆက်သူအများစုကတာဝန်ယူထားတာပါ။အောက်ကဝန်ကြီးချုပ်တွေကိုအပြစ်တင်နေပေမဲ့သူတို့မှာအာဏာအပြည့်အဝမရှိဘူး။တကယ်တကယ်လွတ်လွတ်လပ်လပ်စီမံခွင့်အာဏာကသူ့စီမှာပဲအပြည့်အဝချုပ်ကင်ထားတာ။ ဒီစည်းဘွားရဲ့အလုံမဖြစ်တာကခမည်းတော်အတုံးမကြလို့သူ့မှာတာဝန်ရှိတာမဟုတ်ဘူးခမည်းတော်လည်းတာဝန်ရှိတယ်ဆိုတာမျိုးပြောတဲ့သဘောလို့ CDM တက်မတော်သားဗိုလ်ကြီးစင်ယောကပြောပါတယ်ဒီစိုက်ပျိုးရေးလုပ်ငန်းဆိုလဲဖြောင်ဖြောင်တန်တန်လုပ်မရဘူးလေရင်ဘုံကျဲတာနဲ့စစ်ကြောင်းထိုးလို့ပြတ်တာနဲ့စစ်ကြောင်းထိုးပြီဆိုလဲလေကင်းရာကင်းတွေတွေကသွားပြီဆိုရင်စစ်ပိုးကြပြီးအကုန်ပြတ်တာပဲအခုသူတို့ကအပြတ်အမောက်လုပ်ငန်းတွေလုပ်နေပြီးမှဘလို့လို့တိုးတက်မှလဲလို့၎င်းကဆက်ပြောပါတယ် လက်ရှိမှာစစ်ကောင်စီအနေနဲ့နိုင်ငံရဲ့၃ဘုံ၃ဘုံ32ရာဂိုင်နှုန်းကိုသာထိန်းချုပ်ထားနိုင်ပြီး44ရာဂိုင်နှုန်းကိုပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ကစိုးမိုးထိန်းချုပ်ထားနိုင်က24ရာဂိုင်နှုန်းနေမြေတွေမှာတော်လှန်ရေးစစ်ဖြစ်ပွားနေတယ်လို့ယခုနှစ်စမ်းပိုင်းမှာ NUG အစိုးရကထုတ်ပြန်တဲ့2024စစ်ရေးဖြစ်ပေါ်တိုးတက်မှုအစီရင်ခံစာမှာဖော်ပြထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာချမ်းမြေ့ကြပါစေခင်ဗျာချမ်းမြေ့